ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့ဗီဒီယိုလေးကတော့မြစ်စုတို့ဘန်ကောက်သွားတဲ့အခါယထာစီမံဆိုလို့ရှိရင်တို့ရဲ့ယထာလက်မှတ်တွေငွေဖြည့်ကတ်တွေကိုတည်တံ့ဝယ်စရာမလိုပဲနဲ့မြစ်စုတို့မှာရှိတဲ့ဘန်ကတ်နဲ့ဘယ်လိုသုံးလို့ရလဲဆိုတာကိုပြပြသွားပေးမှာဖြစ်ပါတယ်ရှင်အခုမြစ်စုရောက်နေတဲ့ MRT ကတော့ဘန်ကောက်ချိုင်းနာတောင်မှာရှိတဲ့ဝမ်မန်ကော MRT ပဲဖြစ်ပါတယ်ရှင် မစ်စုကတော့ဘန်ကောက်သားတိုင်းကိုရဲ့ဒီဘန်ကတ်နဲ့ပဲဒီအမဒီမှာတခါလေးဖြတ်သွားတယ်ပေါ့နော်ဒီအတွက်ဘာဖြစ်လဲဆိုတော့တချို့နေရာတွေမှာမစ်စုတို့လက်မှတ်ဝယ်ဖို့အတွက်ဆိုလို့ရှိရင်တန်းစီရတယ်ရှိရပေါ့နော်ပြီးရင်ဘာသာစကားအခက်အခဲလည်းရှိရဲအဲ့အတွက်ကိုကတော့ဒီမှာကိုရဲ့ဘန်ကတ်လေးသုံးခြင်းအပြည့်အခုလိုမျိုးတန်းစီကြလည်းမလို့တော့ဘူးပြီးရင်ခက်ခဲလည်းမရှိရောပဲနဲ့ကိုသွားရှင်ရနေရာလေးကိုကိုရဲ့တက်လေးကတ်လေးနဲ့တီတီလေးလောက်လောက်ရုံနဲ့သွားလို့ရပါရှင် ပုံမှန်ဆိုရင်မြစ်စုတို့စင်ကာပူမှာဆိုရင်ကိုယ့်ရဲ့ Apple Pay နဲ့ပဲဖြစ်ဖြစ်ဘဏ်ကနဲ့ physical ကနဲ့ပဲနှစ်ခုလုံးရရတယ်ပေါ့နော်။ဒါပေမဲ့မြစ်စုတို့ဘဏ်ကောက်မှာဆိုရင်တော့ဒီလိုမျိုး Apple Pay တွေဒီ software တွေနဲ့ကတ်တယ်နဲ့သုံးလို့မရပါဘူးနော်။ကိုယ့်ရဲ့တကယ် physical ကနဲ့မှာပဲသုံးလို့ရမှာဖြစ်ပါတယ်ရှင်။အခုလိုမျိုးအကြောင်းအရာတွေ tips လေးတွေကိုမြစ်စုရဲ့ page ကနေအမြဲတင်သွားပေးမှာဖြစ်တဲ့အတွက်မြစ်စုရဲ့ page ကို like follow နဲ့ subscribe လုပ်ဖို့လည်းမေးကြပါနဲ့နော်။ video လေးကိုလည်းဆုံးဖြတ်ကြည့်ပေးကြတဲ့လူတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်ရှင်။ဒီဗီဒီယိုလေးမှာပြန်တွေ့ကြမယ်နော် ားလုံးပဲတတပါ